7 blog ပြန်လည်ကြိုးပမ်းလိုက်ပါတယ်ဒီနေ့ပေါ့နော်အီရန်နဲ့အစ္စရေးကြားကပြည်ပခါကနှစ်ပေါင်းများစွာတမိုင်းကြောင်ရှိတယ်အဲဒီတော့အဲ့ဒီအစာရဲ့နိုင်ငံရေးဘာသာရေးနဲ့ဒေတာရင်းအင်အားပြိုင်မှုတွေနဲ့ဆက်ဆက်နေတာတွေကိုကျွန်တော်ဒီနေ့အားလုံးကိုဝေမျှပေးခြင်းပါတယ်อิสราเอลเนาะอิสราเอลနိုင်ငံကကျွန်တော်တို့မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ချိန်မှာမှာသူက အစ္စရေးနိုင်ငံကိုစတင်ထီထောင်ခဲ့တာပါသူလည်းပဲစပြီးတော့ဖြစ်တာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့အစ္စရေးနဲ့တူတူပဲဒါပေမဲ့အစ္စရေးနိုင်ငံကအခုကဘာမှာဆိုရင်အရန်ကိုအင်အားကြီးတယ်အရန်ကို GDP တွေရောအရန်ကောင်းတဲ့နိုင်ငံတစ်ခုဖြစ်နေတယ်ဟိုစီးပွားရေးရောဤပညာပိုင်းမှာရောအရန်တိုးတက်တဲ့နိုင်ငံတစ်ခုပါအဲ့ဒီအစ္စရေးနိုင်ငံကိုဘယ်ကနေစဖြစ်တာလဲလို့ပြောရရင် ဒီ Israel နိုင်ငံကိုတမိုင်းချောင်းကိုပြောမယ်ဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ကဒီ Theodore Herzl လို့ခေါ်တဲ့လူရဲ့သတင်းစာဆရာရဲ့အကြောင်းကိုတော့မရှိမပါမဖြစ်ပြောရမှာလို့ဖြစ်နေ။သူက1869ခုနှစ်မှာတုန်းကသူကဒါဂျူရန်ဆက်ဆိုတဲ့စာအုပ်ပေါ့ သူကဂျူးနိုင်ငံတော်လို့အဓိပ္ပာယ်ရတယ်စာအုပ်တော့ကိုသူကလှုပ်လိုက်တယ်လှုပ်ပြီးတော့ခါကျသူတို့ဂျူးလူမျိုးတွေအတွက်အိမ်တစ်ခုအိမ်တော်တစ်ခုပေါ့နော်လိုတယ်နိုင်ငံတစ်ခုလိုတယ်ဆိုပြီးတော့သူကပြောတယ်အဲ့ဒီကနေပြောမှစပြီးတော့မှဇီယွန်နစ်စင်ဆိုပြီးတော့ဇီယွန်နစ်ဝါဒါကစတင်ပေါ်ပေါက်လာခဲ့တယ်1898ခုနှစ်မှာဆွစ်ဇာလန်မှာသူတို့ဇီယွန်နစ်ကွန်ကရစ်ပေါ့နော်အဲ့မှာသူတို့က စတင်ပြီးတည်ထောင်ခဲ့တယ်အဓိကယူမှန်ချက်ကတော့ဂျူးလူမျိုးတွေအတွက်တရားဝင်သူကလုံခြုံတဲ့နိုင်ငံတစ်ခုကိုတည်ထောင်ဖို့ရဖြစ်တယ်1948ခုနှစ်မှာအစ္စရေးနိုင်ငံကိုထူထောင်လိုက်တယ် အဲ့လိုအစ္စရေးနိုင်ငံထူထောင်လိုက်တဲ့ချိန်မှာအဲ့ဒီအီရန်ပါဝင်အာရပ်နိုင်ငံတွေအစ္စလာမစ်နိုင်ငံတွေကနေတဲ့ပြောမှာသူတို့အတိမတ်မပြုခဲ့ပါဘူးအဲ့ဒီနေရာကဘာဖြစ်လို့လဲဆိုဒီဂျေရုရှလင်ကအဲ့ဒီသူတို့တွေရဲ့အဓိကနေရာလို့လဲသူတို့ကလည်းသတ်မှတ်ထားကြသလိုဒီအစ္စရေးကလည်းပဲအဲ့ဒီနေရာကိုသူတို့အတွက်အဓိကနိုင်ငံတစ်ခုအနေနဲ့သူတို့ကလည်းသတ်မှတ်ခဲ့တယ် အော်တိုမန်အင်ပါယာမတိုင်ခင်ဒီဘေဘီလုံကနေတဲ့ပြီးမှဒီနယ်မြေတွေကိုတင်ပိုက်ခဲ့တယ်အဲ့ဒီတင်ပိုက်လိုက်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီမှာဂျူးလူမျိုးတွေကသူတို့တွေရဲ့ဒီဂျူးစန့်ကျင်ရေးတွေကြောင့်မို့လို့ကဘာအနှံ့မှာအကုန်လုံးကွဲကွဲပြပြနဲ့သူတို့တွေဟာတိုင်းပြည်မရှိဘဲနဲ့အကုန်လုံးနေထိုင်ရတယ်။ပါလက်စတိုင်းဒီနယ်မြေတွေမှာသူတို့အိမ်တခုကိုတည်ထောင်ဖို့ရအတွက်ဆိုပြီးသူတို့တွေကစတင်ပြီးတော့မှဇီယွန်နစ်စင်စပြီးတော့ဖြစ်လာတယ်ပေါ့နော်။အ အီရန်ကသူကရှားဘရင်ရဲ့အုပ်ချုပ်မှုအောက်မှာရှိပြီးတော့သူကအစ္စရေးနဲ့တန်တမာရေးအနေငယ်ဆက်ဆံမှုရှိတယ်။ဒေတာရင်းမှာသူကအာရပ်အစ္စရေးပြည်ပခါတဲ့အထူးသဖြင့်ပေါ့နော်အာပါလက်စတိုင်းနေကြောင်းမို့လို့လည်းပဲဒီတင်းမာမှုတွေကပို့ပြီးတော့မြင့်တက်လာတယ်။ဒီနေရာမှာပေါ့နော်ကျွန်တော်တို့အားလုံးမြန်မာတွေအားလုံးနဲ့လည်းတည်ကြတဲ့အစ္စရေးအကြောင်းပြောပြီးဆိုလို့ရှိရင်တော့မိုရှေဒါယန်အကြောင်းကိုလူတိုင်းကစိတ်ဝင်စားကြတယ်ပေါ့တကယ်တော့မိုရှေဒါယန်ကသူ့နိုင်ငံရဲ့တကယ် national hero လည်းမဟုတ်ပါဘူးဒါပေမဲ့ ူကဒီကျွန်တော်တို့မြန်မာတွေအတွက်တော့ဘူချောအောင်ဆန်းနဲ့တိတ်အသက်မကွာတာရဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေအများကြီးဟာဒီအကောင်ဘက်ကနေပြီးတော့ရေးထားတဲ့အတွက်ကြောင့်မလို့ဒီမိုရှေတာယန်ကဟိုမြန်မာလူမျိုးတွေအတွက်တဲမှာတော့အစ်စရေးအကြောင်းပြောရင်မိုရှေတာယန်ကပါဘူးပါနေတာပေါ့နော်မိုရှေတာယန်အကြောင်းကိုပြောရမယ်ဆိုမိုရှေတာယန်ဒီအော်တိုမန်အင်ပါယာရဲ့လက်အောက်ကပါလက်စတိုင်းပြည်သူကခနာရတ်ရေအိုင်လေးမှာရှိတဲ့ဒီဂျန်နီယာအပ်စူပေါင်းလေယာစကမှာသူကဖွားမြင်ခဲ့တယ် အဲ့ဒီမိဘတွေကတော့သူကယူကရိန်းကနေပြီးတော့ရွှေပြောင်းခြေချလာခဲ့တယ်။ဆမ်မြူရယ်နဲ့ဒီဗိုရာတို့ကနေပြီးတော့မှသူ့ကိုမွေးဖွားခဲ့တယ်။သူကအစ္စရေးမြေပေါက်ဆဗရာစစ်စစ်တအူဖြစ်တယ်။ဒီဂန်နီယာအပ်စုပေါင်းလျာစခန်းကအစ္စရေးနိုင်ငံမှာသူကပထမဆုံးသူတို့တွေအဲ့ဒီအခြေချနေထိုင်တဲ့အလူတွေဖြစ်အဲ့ဒီမှာအဖွဲ့ဝင်၁၁ယောက်ပဲရှိတယ်။အဲ့ဒီနေရာနေပြီးတော့မှမိုရှေဒါယန်ကိုသူကဖွားမြင်ခဲ့တယ်။အဲ့ဒီစခန်းမှာသူက ဂီရွန်ပေါ့နော်ဂီရွန်ပြီးလို့ရှိရင်သူကဒုတိယမြောက်မွေးဖွားတဲ့လူဖြစ်တယ်အဲ့ဒီမှာသူကသူတို့ရဲ့ပထမဆုံးကြာဆုံးခဲ့ရတဲ့မိုရှေဘတ်စကီကိုသူကဆွဲပြူပြီးတော့မှသူ့ကိုမိုရှေဒါယန်ဆိုပြီးတော့မှ ီနမဲမှဲ့ခဲ့ကြတယ်။ဒီမိုရှေဒါယန်ကဘုရားသခင်ကိုမယုံကြည်တဲ့ပထမဦးဆုံးဂျူးလူမျိုးတဦးလို့လည်းပဲသူကိုဆိုကြတယ်ပေါ့နော်။ဒီမိုရှေဒါယန်နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီ6ရက်စစ်ပွဲကတော်တော်လေးကိုလက်ရမြောက်တယ်လို့ပြောရမယ်။1969ခုနှစ်ဇွန်လထဲမှာဖြစ်ခဲ့တဲ့6ရက်စစ်ပွဲမှာဒီမိုရှေဒါယန်ကအရန်ကိုပဲသူရဲ့လှုပ်ဆောင်ချက်တွေအရန်ကောင်းခဲ့တယ်။သူ့အကြောင်းတွေကတော့ရှည်ကြီးပေါ့နော်။ကျွန်တော် idea နဲ့ကျွန်တော် ဟိုနည်းနည်းလေးစိတ်ဝင်စားတာလေးတကူပြောပြရရင်သူကဒီ6ရက်မတိုင်ခင်စစ်ပွဲမှာသူတို့သတင်းစာရှင်းလင်းပွဲလုပ်တယ်အဲသတင်းစာရှင်းလင်းပွဲလုပ်တဲ့အချိန်မှာသူကဘာပြောလဲဆိုတော့သတင်းတွေကိုရန်သူတွေကမဟာပြူဟာမြောက်ထိုင်ရန်ရေလက်ကြားကိုသူကပိတ်ဆို့လိုက်နိုင်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပြဿနာကတဲ့စီရေးနဲ့ဖြစ်ရှင်းမယ်ဆိုရင်တော့နောက်ကျသွားပြီပေါ့ဒါပေမဲ့လို့တဲ့တတမန်နီးနဲ့ဖြစ်ရှင်းမယ်ဆိုရင်လဲစောလွန်းနေသေးတယ်လို့သူကဖြေလိုက်တယ် အဲ့ဒီတော့ကြောင့်အဲ့ဒီနောက်ပြီးတခါကျတော့ဘာဖြစ်လဲဆိုတော့တက်ကနေတော့စစ်တပ်အရာရှိတွေတက်သားတွေတို့ကသူခွင်ပေးလိုက်တယ်အားလက်ရပေးလိုက်တယ်ပုံတော့သူတို့တွေကပင်လယ်ကမ်းခြေတွေမှာတို့အေးစစ်စေးတွေပဲအနားယူနေတယ်ဓာတ်ပုံတွေအဲ့ဒါတွေအကုန်လုံးကကမ္ဘာမီဒီယာတွေမှာတို့ပြန့်သွားတယ်ပြန့်သွားတဲ့အကြောင်းမလို့ကမ္ဘာကြီးကလည်းအော်အကုန်လုံးကောပဲဟာစစ်ကမဖြစ်တော့သူတို့ဘက်ကသာစစ်တိုက်နေတာဒီဘက်ကဘာမှပြန်မလို့ဘူးလို့အကုန်လုံးကနေပဲစိတ်အေးသွားတဲ့အချိန်ကြတော့မှသူကဘာလုပ်လိုက်လဲဆိုတော့လေတက်ကနေလည်းပြီးတော့သူတို့ပြင်တစ်လောက်တဲ့ တန်လျက်တိုက်လီရင်လို့ပေါ့အယမ်းမြန်တဲ့တိုက်လီရင်နေနဲ့ तू မနှက်ခင်အာယုံတဲ့အချိန်မှာတခါလေတက်သွားတယ်တက်သွားတယ်ပြီးတော့မှ तू အနိုင်ပြန်ပြီးတော့အဲ့ဒီပထမဆုံး तू အီဂျစ်တို့ဂျော်ဒန်တို့စီးရီးယားတို့အဲ့ဒီလေတက်စခန်းနေအကုန်လုံးကိုမှ तू ဝင်နေပြီးအကုန်လုံးကိုဒါတိုက်တယ် တိုက်တဲ့ချိန်မှာသူတို့ကဘလောက်တောင်လုံးဆိုလို့ရှိရင်တကယ်သူတို့ဘက်ကနေဟိုစစ်ထောက်လန်းရေးတွေဘလောက်ကောင်းလဲဆိုလို့ရှိရင်အဲ့ဒီမှာသူတို့စစ်တပ်တွေထဲမှာဆိုရင်ဒီလေရင်တွေထဲမှာသူကလေရင်အစစ်တွေလေရင်အကောင်းတွေအဟောင်းတွေအစုပ်တွေနဲ့သူအဲ့လိုမျိုးရောတာလုံးဝတကယ်အကောင်းတွေကြီးပဲကိုအကုန်လုံးကိုပြန်ပြီးတော့မှတကယ်ခါနေရာတွေတကယ်ပြစ်တိုက်ပြီးတော့မှအကုန်လုံးကိုဖျက်ဆီးပလိုက်တယ်သူ့အတွက်ဆိုလို့ရင်သူတို့နိုင်ငံအတွက်မှာဆိုရင်လေရင်လေးစီးနဲ့ဒီကင်းလက်ပြန်တန်းနေတာနဲ့ဆိုရင်စုစုပေါင်း12စီးပဲခြံလိုက်ကျန်တဲ့လေရင်တွေနဲ့တစ်ချိန်လို့အကုန်ပြစ်တယ် လေတက်စကန်းတွေအကုန်ပျက်စီးဆုံးရှုံးကုန်တယ်ဒီတိုင်းအနိုင်ပြန်ပြီးတော့အတင်းကိုသူများတွေလိုမျိုး raw နဲ့ဆိုဖြတ်ပြန်သွားပြီးပစ်သွားခဲ့တာမျိုးပဲနဲ့အဲ့ဒီမှာတွေကဝေ့တယ်ပြီးတချို့တကယ်အသက်အစိတ်လောက်ရှိတယ်တကယ်လေရင်မှုတွေဟာဆိုရင်နှီးတော့အောင်လို့သူကဘိန်းတွေပါကိုချပြီးနည်းနည်းလေးလှုပ်ပြီးတော့မှာကိုမှာ အပီပြင်ကိုတိုက်လိုက်တဲ့အတွက်ကြောင့်မလို့ဒီစစ်ပွဲက6ရက်ထဲနဲ့အကုန်လုံးကိုအနိုင်ယူနိုင်ခဲ့တဲ့စစ်ပွဲဖြစ်သွားတာပေါ့နော်အဲ့ဒီရဲ့လောက်ရကြောင်မလို့လည်းပဲဒီမိုရှီဒါယန်အရန်ကိုနာမည်ကြီးသွားခဲ့တာလည်းပါပါတယ်ဒါပါတော့ဒါကျွန်တော်ကဒီမိုရှီဒါယန်အကြောင်းလေးကိုနည်း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 လောက်လေးကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ဟိုနောက်ဒီဥစ္စာကိုကျွန်တော်တို့ပြန်ပြောခုလက်ရှိဟာကိုပြန်သွားရမယ်ဆိုရင်သူတို့ကဘယ်ကနေစာလဲဆိုလို့ရှိရင်အီရန်ကဒီအစ္စလာမစ်ဒေါ်လာရေးလို့ခေါ်တဲ့1989ကနေစာတယ်လို့ပြောရမယ် 6ရက်စစ်ပွဲတွေနဲ့အီရန်နဲ့အစ္စရေးတို့ရဲ့စစ်ပွဲကဒီနိုင်ငံကိုစတီထောင်ကလေးကမှမတီထောင်ခင်မှာကလေးမှသူတို့တွေကစစ်ပွဲတွေဖြစ်နေတာပါ1948မှာဒီအစ္စရေးနိုင်ငံကြီးကိုတရားဝင်ကြီးညာလိုက်တယ်တီထောင်လိုက်တယ်အဲဒီတော့အကုန်လုံးကနေပြီးလက်မခံဘူးဒီဟာကမှအတိအမှတ်မပြုဘဲနဲ့စစ်ပွဲတွေဖြစ်တယ်ဒီအီရန်ရဲ့အစ္စလာမစ်ဒေါ်လာရေးပေါ့1989ခုနှစ်မှာဆိုဖြစ်ပွားခဲ့တဲ့အစ္စလာမစ်ဒေါ်လာရေးဖြစ်တယ်ဒီဒေါ်လာရေးဟာရှာမိုဟာမက်ဂျာဘင်ကိုဖြုတ်ချပြီးတော့မှ ရူဟိုလာခါမီနီရဲ့ဦးဆောင်မှုနဲ့သူကအစ္စလာမစ်နိုင်ငံတော်ကိုတည်ထောင်ခဲ့တယ်။ဒီအစိုးရတဲ့ဟာအစ္စရေးကိုသူကဇီယိုနစ်အဖွဲ့အစည်းဖြစ်တဲ့တရားမဝင်မှုလို့တတ်မှတ်ပြီးတော့အစ္စရေးစံချိန်ရဲ့မူဝါဒတွေကိုသူကအဓိကလှုပ်ဆောင်ခဲ့တယ်။သူကပါလက်စတိုင်းကိုထောက်ခံပြီးအစ္စရေးကိုဖျက်သိမ်းဖို့ရတဲ့သူကပြပြတတ်တာပြောဆိုဝေဖန်ခဲ့တယ်ပေါ့နော်။ဒေတာရဲမဟာမိတ်တွေနဲ့ပြပခါတွေ နောက်အီရန်က1980ခုနှစ်တည်းမှာသူကလက်ဘနွန်မှာရှိတဲ့ဟစ်ဘိုလာအဖွဲ့အစည်းတွေကိုလည်းသူကပံ့ပိုးကူညီတယ်ဟစ်ဘိုလာကအစ္စရေးနဲ့ထိတ်တရင်ဆိုင်မှုတွေကိုသူကလုပ်တယ်အီရန်ကနောက်ကနေတဲ့ပြောမှာလက်နက်တွေငွေကြေးတွေအားလုံးကိုသူကအကူအညီပေးတယ်ဒါကြောင့်မို့လို့1980နှစ်ကနေ2006တွင်မှာဖြစ်သွားခဲ့တဲ့ အာလဗနွန်စစ်ပွဲတွေမှာဆိုရင်သူကအီရန်ကနောက်ကနေပြီးတော့မှအများကြီးကိုထောက်ပံ့ပေးခဲ့အစ္စလာမစ်ဂျီဟတ်တွေကိုလည်းပဲသူကထောက်ပံ့နေအများကြီးပေးခဲ့တယ်ငွေကြီးတွေထောက်ပံ့နေဒါဟိုလက်နက်ခေယံတွေအစားပြီးအများကြီးထောက်ပံ့ခဲ့တယ်နောက်ဆိုနှီးပညာတွေအစားပြီးတော့ထောက်ပံ့ခဲ့တယ်လို့ဆိုတယ်နျူကလ িয়ার ပေါ့နော်နျူကလ িয়ার စီစဉ်ထွက်ပေါ်လာတာကကြတော့1980 1990နှစ်တည်းမှာ90ခုနှစ်တည်းမှာသူကအီရန်ကနေနျူကလ িয়ার အစီရင်တွေကိုအစီအစဉ်တွေကိုစပြီးတော့လှုပ်ဆောင်တယ် 2009နှစ်တည်းမှာအစ္စရေးကဟိုအဓိကစိုးရိမ်စရာဖြစ်လာတယ်။ဘာဖြစ်လို့လဲဆိုတော့အီရန်ကသူ့ရဲ့နျူကလ িয়ার အစီအစဉ်တွေကငြင်းချမ်းရေးအတွက်ဆိုပြီးတော့သူကပြောပေမဲ့လို့သူကအစ္စရေးနဲ့အနောက်နိုင်ငံတွေကတရားကိုတော့သူကတော်တော်လေးကိုနျူကလ িয়ার လက်နက်သူတို့ထုတ်လုပ်ဖို့လုပ်နေတယ်ဆိုတာကိုသူကယူဆတယ်။2009ခုနှစ်မှာအီရန်ကနျူကလ িয়ার အစောက်အုံတွေကိုသူကထုတ်ပေါ်ပြသခဲ့တယ်။အစ္စရေးအတွက်အဓိက ဓာတ်ရိုက်ချင်းချောင်းမှုတွေအဖြစ်နဲ့အစ်ွေကတော့ရှုမြင်တာပေါ့နော်ဆိုက်ဘာနဲ့ထောက်လန်းရေးစစ်ပွဲတွေက2010ခုနှစ်မှာအစ်ွေနဲ့အမေရိကန်တို့ကနေတဲ့ပြီးတော့မှဒီ standard virus နဲ့အီရန်ရဲ့ nuclear အဆောက်အုံတွေကိုသူကတိုက်ခိုက်တယ်အဲ့ဒီကြောင့်မလို့သူကနှစ်နိုင်ငံကြားပြည်ပခါကပိုးပြီးတော့ဆိုးရွားလာတယ် Now Syria နဲ့ Lebanon ပြည်ပခါမှာလည်းပဲ Iran က Syria ဆိုရနဲ့ Hezbollah တွေကိုသူကထောက်ပံ့ပေးတယ်။ဒီ Iran နဲ့ဆက်ဆက်နေတဲ့ပြမှတ်တွေကိုသူက Israel ကနေလေကြောင်းကနေပဲတိုက်ခိုက်မှုတွေလုပ်တယ်။ဥပမာအပြင်ဆိုရင်တော့ဟိုကျွန်တော်တို့2020လေးမှာတော့ Damascus တိုက်ခိုက်မှုတွေပေါ့နော်။ဒီ2020လေး AB လာမှာဆိုလို့ရှိရင်လည်းပဲ Iran က Israel ကို drone တွေနဲ့ဒုံးကျည်တွေနဲ့အများကြီးနဲ့တိုက်ခိုက်တယ် ဣသရေလကလည်း2024အောက်တိုဘာလမှာသူကအီရန်ကိုစီးရဲပြတ်မှတ်တွေကိုလက်တော့ပြန်တိုက်ခိုက်ခဲ့တယ်။အဲ့လိုလေတိုက်ခိုက်ပြီးတဲ့အချိန်မှာသူတိုက်ရိုက်စစ်ကအကြီးကြီးတွေဖြစ်မလာဘဲနဲ့ပြိပခအနေနဲ့ပဲသူကခဏတစ်ဖြုတ်နဲ့ရက်သွားတာပေါ့နော်။ဒီပြိပခတွေရဲ့အဓိကအကြောင်းရင်းတွေကိုကြည့်မယ်ဆိုရင်ဣသရေစံကျင်ရဲ့မူဝါဒလို့နံပါတ်1ပေါ့နော်။ဣသရေစံကျင်ရဲ့မူဝါဒလို့ပြောရမယ်။သူကအစ္စလာမစ်အစိုးရကဣသရေကိုတရားမဝင်သတ်မှတ်ထားတယ်။အခုချိန်ဒီလည်းပဲ Israel ကိုသူတို့ကတရားဝင်အနိုင်ငံတစ်ခုအနေနဲ့မတက်မတ်ဘူး အစ္စရေးနိုင်ငံဖျက်သိမ်းရေးမူဝါဒကိုအီရန်ကရန်ထောက်ခံတယ်။ဒေသတွင်းအပြိုင်မှုတွေကလည်းပဲနံပါတ်1အချက်အနေနဲ့ဖြစ်တယ်။အီရန်ကပေါ့နော်အရှေ့အလယ်ပိုင်းဒေသမှာသူရဲ့လွှမ်းမိုးမှုကိုသူကချက်တွင်မှုရအတွက်ကြိုးစားတယ်။အစ္စရေးကဒါကိုတားဆီးဖို့လို့တားဆီးဖို့လှုံ့ဆော်နေ။အီရန်ကနျူကလ িয়ার အစီအစဉ်တွေကဒီ history အတွက်ချင်းချောင်းမှုတွေဖြစ်နေတကယ်လို့ဒါပေါ့နော်အီရန်ကနျူကလ িয়ার ပိုင်ဆိုင်သွားပြီဆိုအဲ့နျူကလ িয়ার ကဘလောက်ထိအောင် history ပေါ်မှာထောက်လန့်မှုတွေဖြစ်လာနိုင်လဲ အစ္စရေးကဘာကြောင့်တရားကိုစိုးရိမ်နေတာလဲဆိုတဲ့အချက်ပေါ့အီရန်ရဲ့နျူကလ িয়ার ကအစ္စရေးအတွက်တော့တကယ်ကိုအကြီးမားဆုံးချင်းချောင်းမှုတစ်ခုလို့အစ္စရေးတွေကရှုမြင်တာဘာကြောင့်လဲလို့ပြောမယ်ဆိုရင်အီရန်ကနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်တဲ့ယူရေနီယံတန့်စင်မှုလုပ်ငန်းစဉ်တွေကိုသူကပို့ပြီးတော့ပို့ပြီးတော့တွတ်ချက်လာပို့ပြီးတော့လည်းပဲနှီးပညာတွေကမြင့်လာတယ်ခု2025မှာဆိုရင်အစ္စရေးစစ်ဘက်အရာရှိတူက BBC မှာသူပြောထားတာရှိတယ်သူကဒီအီရန်ဟာဆိုရင်နျူကလ িয়ার ဘုံလုတ်ဖို့ လုံလောက်တဲ့ယူရေနီယံပစ္စည်းတွေပိုင်ဆိုင်ထားပြီလို့အဲ့ဒီမှာသူကဖွင့်ဟပြောထားတယ်ပေါ့နော်။ Israel ရဲ့ဆိုရင်ကဒီနေရာမှာနှစ်ချက်ရှိတယ်။ပထမတစ်ချက်ကတော့ Iran ကနျူကလ ියර් လက်နက်ရှိလာရင်ဒေတာတွေမှာစီရဲရတာလွန်မှုရလာနိုင်တယ်။ Israel ကိုလည်းပဲအရိုက်ချင်းချောက်လာနိုင်တယ်။ဒုတိယတစ်ချက်ကတော့အီရန်က Hezbollah လိုမျိုးအဖွဲ့တွေကိုထောက်ပံ့ပေးနေတာကြောင့်မို့လို့ဒီလက်နက်တွေကအဲ့ဒီရဲ့ဒီအကြမ်းဖက်အဖွဲ့တွေစီကိုရောက်သွားနိုင်တယ် ်အကြံဖတ်အဖွဲတွေဒီရောက်သွားနိုင်တယ်ဆိုအကြံဖတ်အဖွဲတွေဟာသူတို့ကတော့ဒါအကြံဖတ်ဖို့ဖြစ်တဲ့အကြောင်းမလို့ဘာမှမသူတို့ဟိုစဉ်းစားနေမှာမဟုတ်ပဲနဲ့ဒါက history ကိုဒီ new တုံးပြီးတိုက်ခိုက်လာနိုင်တယ်ဒါကြောင့်မလို့ဒီ history က Iran nuclear ပိုင်ဆိုင်မှာကိုအရန်စိုးရိမ်ပါစိုးရိမ်တော့နိုင်ငံတစ်ခုအနေနဲ့ဖြစ်တယ်သူရဲ့နိုင်ငံရဲ့ဖြစ်တည်မှုကိုချိန်ချောက်တဲ့ ဒါချင်းချောင်းမှုအဖြစ်နဲ့သူကမြင်တာပေါ့နော်ဒါကြောင့်မလို့2025ခုနှစ်ဇွန်လ17ရက်နေ့မှာအီရန်ရဲ့နျူကလ িয়ার တန်းစင်စက်ရုံတွေကိုအစ္စရေးကနေပြီးတော့တိုက်ခိုက်လိုက်တယ်နျူကလ িয়ার သိပ္ပံပညာရှင်6ဦးနဲ့စစ်ဘက်အရာရှိတွေအများကြီးတေဆုံးခဲ့တယ်လို့ဒါကျွန်တော်တို့သတင်းနေမှာလည်းပဲဒီပိသားဖြစ်မှာပါ အော်အီရန်နဲ့အစ္စရေးစစ်ပွဲမှာအမေရိကန်ကဘယ်ခန့်ကန်တာကနေပါလဲတကယ်တော့အမေရိကန်ကအစ္စရေးရဲ့အဓိကမဟာမိတ်ဖြစ်ပြီးတော့ဒီပြည်ပကမှာအရေးပါတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့သူကလည်းဟိုမကျွန်တော်မပြောမဖြစ်နဲ့ပြောရမှာပဲဗျနော်ဟာမနဲ့စပြတုန်းကတော့အစ္စရေးဘက်ကနေအခိုင်အမာယက်တည်တယ်လို့သမတကိုယ်တိုင်ဒါထုတ်ပေါ်ပြောဆိုခဲ့ပေမဲ့လို့ဒီ2025ခုနှစ်ခုအီရန်အစ္စရေးအရေးဖြစ်ပေါ်လာတဲ့နေရာမှာတော့အမေရိကန်တွေကတိုက်ရိုက်ပါဝင်မှုမရှိဘူးလို့ထုတ်ပြောထားတယ် အမေရိကန်ရဲ့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီကဒီတိုက်ခိုက်မှုဟာတဲ့အမေရိကန်ကဘာမှပါဝင်ပတ်သက်ခြင်းမရှိခဲ့ဘူးလို့သူကတရားဝင် ထုတ်ပြောခဲ့တယ်။ဒါပေမဲ့အမေရိကန်ကအစ္စရေးကိုစီးရင်နဲ့ဤပညာထောက်ပံ့ပေးနေတာကတော့ညင်းလို့မရတဲ့အချက်ပဲပေါ့။ဥပမာအစ္စရေးရဲ့ Iron Dome နေဒီဒုံးကြီးကာဝေးစနစ်တွေကအမေရိကန်ရဲ့ငွေကြေးနဲ့ဤပညာအကူအညီတွေကြောင့်မို့လို့ဖြစ်ပေါ်လာတာပါ။ဒီနေရာမှာ2025ခုနှစ်ဇွန်လ14ရက်နေ့မှာအီရန်ကအစ္စရေးကိုဒုံးကြီး လုံအစင်းပေါင်း300ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ရပြီမဲ့လို့ဒီ iron drone စနစ်ကြောင့်မို့လို့ဒီတိုက်ခိုက်မှုတွေကချီချီရောက်ရောက်ကာဝယ်ပေးနိုင်တယ်။ဘာမှသူတို့မှဟိုအစ္စရေးအတွက်ထိခိုက်မှုကြီးကြီးမားမားမဖြစ်ခဲ့ဘူး။ဒါကနောက်တစ်ချက်ကအခုဆိုလို့ချင်းလေအမေရိကန်ကဆိုရင်ဒါ golden dome လုံးမယ်ဆိုတဲ့အစီအစဉ်ကြီးကိုလည်းပဲချပြထားတဲ့အတွက်ကြောင့်မို့ဒါကလည်းပဲတော်တော်လေးကိုတကဘာလုံးကစိတ်ဝင်စားနေတဲ့ဒါ project ကြီးပဲပေါ့နော်။ပြန်ကောက်ရရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုထိတဲ့ရင်ဆိုင်မှုအစ္စရေးကိုထောက်ခံတယ်လို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကပြောတယ်။ဒါမဲ့အမေရိကန်ကဒေတာရင်းစစ်ပွဲကြီးတစ်ခုဖြစ်မှာ ው တော့လေမလိုလားဘူးဆိုတာလည်းထင်ရှားတယ်။အမေရိကန်ရဲ့စစ်ဘက်ဆိုင်ရာအကြီးအကဲရရှိတဲ့ဦးကတော့အီရန်ကနောက်ထပ်တိုက်ခိုက်မှုတွေလုပ်လာမယ်ဆိုရင်တဲ့ဆိုးရွားတဲ့အကျိုးဆက်တွေရင်ဆိုင်လာရနိုင်တယ်လို့တော့သူက3ပေးလာတာပေါ့နော်။ ဒီစစ်ပွဲပြီးသွားတဲ့အချိန်မှာပေါ့ရှစ်ဆက်ပြီးဘာတွေဖြစ်လာနိုင်လဲ2025ခုနှစ်ဇွန်လမှာဖြစ်လာခဲ့တဲ့ဒီတိုက်ခိုက်မှုဟာအီရန်နဲ့အစ္စရေးကြားကတင်းမာမှုကိုပိုးပြီးတော့မြင့်တက်စေတယ်။အီရန်ကအစ္စရေးနဲ့ hyper မျိုးကိုအတန်တမြန်နဲ့ဒုံးကျည်တယ်နဲ့တိုက်ခိုက်ခဲ့ပေမဲ့လို့အစ္စရေးကလည်းပဲအီရန်ရဲ့နျူကလ িয়ার ဒါပစ်မှတ်တွေကိုလက်တော့ပြန်တိုက်ခိုက်ခဲ့တယ်။ဒီအပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်မို့လို့ရှေ့လေပိုင်းဒေသမှာစစ်ပွဲကြီးဖြစ်လာနိုင်သလား။ အဲ့လိုစစ်ပွဲကြီးဖြစ်လာမှာဘို့လဲပဲဒါကဘာကနေပြီးတော့မှစိုးရိမ်နေကြတယ်ပေါ့နော်အီရန်ကအမေရိကန်ဗြိတိန်နဲ့ပြင်သစ်တို့ရဲ့ဒေတာရင်းစစ်စခန်းတွေကိုလည်းပဲတိုက်ခိုက်မယ်လို့သူကချင်းချောက်တာတယ်ခါကချင်းချောက်နေတယ်အဲ့ဒီကြောင့်မလို့နောက်နိုင်ငံတွေရရဲ့စိုးရိမ်မှုတွေကလည်းပိုပြီးတော့မြင့်တက်လာတယ်အားလုံးလည်းစိုးရိမ်နေကြတယ်လို့ကဘာကြီးကတတိယကဘာစီကြီးဖြစ်တော့မှလာဆိုတာကိုလည်းပဲ ကဘာလုံးကလည်းစိုးရိမ်မှုတွေကဒီကြောင်းတွေကြောင့်မလို့လည်းမြင့်တက်လာနေတာပေါ့နော်။အဲကြောင့်ကုလသမဂ္ဂအတွင်းရည်မှုချုပ်ကနှစ်ဖက်စလုံးကိုပြမှမှုတွေလျှော့ချဖို့တိုက်တွန်းထားတယ်။ဗြိတိန်ဝန်ကြီးချုပ်ဒီကီယာစတာမာကလည်းပဲဒီချင်းချောင်းမှုတွေအတွက်မဟာမိတ်တွေနဲ့ဆက်လက်ပြီးလှုပ်ဆောင်မယ်လို့သူကလည်းပဲဒါတရားဝင်ထုတ်ပေါ်ပြောထားပါသေးတယ်။ဒီနေရာမှာဒီအမေရိကန်ရဲ့စီရေးထောက်ပံ့မှုတွေပေါ့အမေရိကန်ကအစ္စရေးကိုနှစ်စဉ်ဒေါ်လာတန်းတော်များစွာနဲ့ချီပြီးတော့မှစီရေးကူညီတွေကိုပေးနေတာ 2024မှာအီရန်ရဲ့ဒီဒုံးကျည်ကာကွယ်ရေးတွေမှာဆိုလို့ရှိရင်တော့ဟို THAAD ပေါ့နော်တပ်ဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုဖြန့်ကျက်ပေးထားခဲ့တယ်။ဒါကလည်းပဲအမေရိကန်ရဲ့ Israel အပေါ်မှာဒီကဝပြူထားတာတွေကိုတကယ်ကိုသူတူတူရက်တည်နေတာကိုဒါပြတာနေတာပဲ။နောက်တန်တမာရေးဖီအားပေါ့ တန်တမာရေးပြည်အားအနေနဲ့ဆိုလို့ရှိရင်လည်းအီရန်ရဲ့နျူကလ িয়ার စီရင်ကိုထိန်းချုပ်ဖို့အမေရိကန်ကတန်တမာရေးပြည်အားတွေတုံးတယ်။2015ခုနှစ်မှာကလေးမှာ JCPOA လို့ခေါ်တဲ့နျူကလ িয়ার သဘောတူညီချက်ကိုအမေရိကန်ကဥဆောင်ခဲ့ပေမဲ့လို့2018ခုနှစ်ဖရန်ဆိုရလက်ထက်မှာတော့ဒီအီရန်ကအဲ့ဒီ JCPOA ဒီဘောတူညီချက်တရားနေပဲလုံးဝကို ထွက်သွားခဲ့တယ်ပေါ့အဲကြောင့်မို့လို့လည်းပဲအီရန်ကယူရေနီယံတန့်စင်မှုကိုအဲ့ဒီနောက်ပိုင်းမှာ တိုးပြီးတော့လှုပ်ဆောင်လာခဲ့တယ်ခု2025ဆိုလို့ရှိရင်သူ့ရဲ့တန့်စင်မှုတွေက60ရာခိုင်နှုန်းရဲ့အထက်ကိုရောက်နေပြီလို့ခန့်မှန်းကြတယ်ပေါ့နော်အမေရိကန်ကအီရန်ကိုစီးပွားရေးပိတ်ဆို့မှုတွေလည်းအရန်လုပ်ပါတယ် စီးပွားရေးပိတ်ဆို့မှုတွေလုပ်ပြီးတော့ဒီနျူကလ িয়ার စီရင်နေနဲ့နျူကလ িয়ার စစ်ဆန်းရည်တွေကိုကန့်တတ်ဖို့လိုရည်ရွယ်တယ်။ဒါမဲ့လို့အီရန်ကတော့တရုတ်နဲ့ရုရှားလိုနိုင်ငံတွေရဲ့ဆက်ဆံရေးကိုအားကိုးပြီးဒီပိတ်ဆို့မှုတွေကိုပို့ပြီးတော့လောင်ထွက်နေတဲ့အတွက်ကြောင့်မလို့ဒီဟာတွေကထိရောက်မှုသူ့ပေါ်မှာထိတိရောက်ရောက်ကင်တွယ်နိုင်ခြင်းမရှိဘူးလို့ပဲဆိုရမှာပေါ့နော်။အမေရိကန်ဒိုင်ရိုက်စီရေးမှာပါဝင်မှုကိုကြတော့ဘာဖြစ်လို့ရှောင်ရှားနေတာလဲဆိုတဲ့အခါကျတော့ဒိုင်ရိုက်စစ်စင်ရေးတွေမှာသူကမပါခြင်းဘူး အဲတတ်နိုင်တယ်လို့သူတို့ကဒီ proxy war ကိုပဲသူတို့တွေကလောက်ကြတယ်ဗောနောနိုင်ငံကြီးတွေကသူတို့ရဲ့လူဟိုသူတို့တွေတုံးရမှာကိုမတုံးမဲနဲ့သူတို့ငွေကိုပဲတုံးတဲ့အနေနဲ့ proxy war တွေကိုဒါကဘာကနိုင်ငံကြီးတွေကလောက်ကြတာများပါတယ်ဒီချင်းချုပ်ပြောရမယ်ဆိုလို့ချင်းတော့ဒီစစ်ပွဲကဂူမဖြစ်လာတာတော့မဟုတ်နှစ်ပေါင်းများစွာဗောနောကျွန်တော်တို့မြန်မာနိုင်ငံကြီးသားတကယ်တမ်းဆိုလို့ချင်းတော့ ရင်နာစရာကောင်းတယ်လို့တောင်ပြောရမယ်ကိုနဲ့တူတူဖြစ်ခဲ့တဲ့တူလွတ်လပ်ရေးရခဲ့တဲ့1940ခုမှာလွတ်လပ်ရေးရခဲ့တဲ့အိန္ဒိယဟာခုနှစ်ပေါင်း100မှာကမ္ဘာအင်အားကြီးနိုင်ငံတနှစ်သုံးလေးထဲမှာဝင်ဖို့လို့စံချိန်တင်ဖို့လို့တာဆူးနေတယ်လို့ကျွန်တော်တို့နဲ့တူတူအင်္ဂါကျွန်တော်တို့လိုမျိုးအရင်ကနေတည်ထောင်ခဲ့တာမဟုတ်ဘဲနဲ့48ကျော်မှနိုင်ငံတည်ထောင်ခဲ့တဲ့ဣသရီဟာတောင်မှကိုကမ္ဘာအင်အားကြီးနိုင်ငံကမ္ဘာကြီးကို တုံလုံးနိုင်တဲ့အဆင့်အထိအောင်ရှိနေတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံကြီးအတွက်အရန်ကိုပဲစိတ်ထဲမှာမကောင်းဖြစ်ရတယ်ပေါ့ကျွန်တော်တို့နိုင်ငံဆိုရင်တရားဇာတာတွေအရန်ပေါ်များတယ်ဒီ human resource တွေကစပြီးတော့ national resource တွေအများကြီးရှိပါရဲ့နဲ့ဒီနီးပညာနဲ့အုတ်ချုံမှုမကောင်းတဲ့အတွက်ကြောင့်မို့လို့နီးစနစ်မကောင်းတဲ့အတွက်ကြောင့်မို့လို့နိုင်ငံကြီးကတိုးတက်မှုတွေကအရန်ကိုနှိမ့်နေပြီးတော့ခုချိန်တည်းအောင်နှစ်ပေါင်း100လောက်နောက်ကျနေတယ်ထားပါတော့ Israel နဲ့ပြန်တဲ့စစ်ပွဲဟာ နောက်ထပ်ဆက်ပြီးတော့ဘာတွေဖြစ်လာနိုင်သေးလဲဘယ်ဘက်ကနေပြီးတော့မှစီးရဲသားစီးတွေရလာနိုင်မလဲသူတို့ကရောဒီအီရန်ကရောတကယ်နျူကလ িয়ার တွေကို တကယ်ပိုင်ဆိုင်လာနိုင်ပြီလားဆိုတာကိုလည်းပဲအမှန်လေးဒီမှာအင်းရောက်ဝေမျှသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်